ကားဒေသမှာရှိတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေအားလုံးလက်နက်မချရင်အကုန်လုံးချေမုန်းခံရမယ်လို့ရုရှားသမ္မတပူတင်ကချင်းချောက်လိုက်ပါလေ။ရုရှားနိုင်ငံတော်ပိုင်းကားဒေသမှာကျန်ရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေကို9လကြာကြာပိတ်ဆို့ထားတယ်လို့သမ္မတပူတင်က ကြေညာပါလေ။ကားဒေသရဲ့ခြေအနေဟာရုရှားရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးယူကရိန်းတပ်ဖွဲ့တွေကိုပိတ်ဆို့ထားတယ်လို့ပူတင်ကသတင်းတောက်တွေကိုပြောပါလိမ့်ယူကရိန်းတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့ခံထားရတယ်ဆိုတာကိုယူကရိန်းထိပ်တန်းတမှုတူကတော့ငြင်းဆန်ပါလိမ့် ူရီယာဘော်ဒူနီယာကားစတေတာမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေထံရုတ်တရက်သွားရောက်ခဲ့ပြီးယူကရိန်းတပ်တွေအဲ့ဒီဒေသကိုအများဆုံးပြန်သိမ်းပိုက်ဖို့တပ်ဖွဲ့ဝင်တွေကိုမိတ်ပေးခဲ့ပါလေ။လာမယ့်ပိုင်းတွေမှာယူကရိန်းတပ်ဖွဲ့ကိုပိတ်ဆို့မယ်ဆိုရင်ဘယ်သူမှထောက်ခံနိုင်မှာမဟုတ်ပါဘူး။နီးလန်းနှစ်လမ်းပဲရှိပါတယ်။ယူကရိန်းတပ်တွေလက်နက်ချမလားတေကံမလားလို့သတင်းစာရှင်းပွဲမှာပူတင်ကမေးခွန်းထုတ်ခဲ့ပါလေ။ မိုင်းကန်ရဲ့ပြစ်ခတ်ရေးဆေးအစည်းအဝေးကိုထောက်ခံတယ်လို့လည်းပြောပါတယ်ရုရှားတပ်ဖွဲ့တွေညာပိုင်းလွတ်တဲ့ drone 118စင်းနဲ့84စင်းကိုလည်းပြစ်ချခဲ့တယ်လို့ Ukraine စစ်တပ်ကတော့ပြောပါတယ် Ukraine drone 89စင်းကိုပြစ်ချပြီး drone များစုကို Russia Ukraine နယ်စပ်တစ်လျှောက်မှာရှိတဲ့ဒေသတွေမှာပြစ်ချခဲ့တာလို့ Russia ကာကွယ်ဝန်ကြီးဌာနကပြောပါတယ် Easter ပွဲတော်ပြစ်ခတ်ရေးဆေးကာလချိုးဖောက်တာနဲ့ပတ်သက်ပြီး Russia နဲ့ Ukraine ကြားထဲမှာလောလောဆယ်တော့ပြန်လည်ဆွဆွဲနေပါတယ် ရုရှားသမ္မတပူတင်ကယူကရိန်းနဲ့ဖြစ်တဲ့ပြည်ပကားတွေအတွက် Easter Gala တွေတစ်ဖက်သက်ပြစ်ခတ်ရဆဲတယ်ဆိုပြီး EB 19ရက်နေ့ကကြေညာခဲ့တာပါ။ရုရှားနိုင်ငံဂျာယီဝန်ကြီးဌာနကပူတင်ရဲ့အမိန့်အရအထူးစစ်ဆင်ရေးဇုံတွေမှာရှိတဲ့ရုရှားစစ်လုပ်ဆောင်တဲ့ဖွဲ့အလုံး AB 19ရဲ့မော်စကိုစံတော်ချိန်ညနေ6:00ကစပြီးပြည်ခတ်ရဲ့စစ်အခြေအနေတင်းတင်းကြပ်ကြပ်ဆောင်ကြက်နေတယ်လို့ပြောပါတယ် ဒါပေမဲ့ Ukraine စစ်တပ်ကရုရှားရဲ့တီမီယာတွေကိုတနက်တွေမော်တာတွေနဲ့အကြိမ်ပေါင်း၄၀၀ကျော်ပစ်ခတ်ခဲ့ပြီးမောင်းသူမဲ့ drone အစင်း900နဲ့တိုက်ခိုက်လို့အရက်သားတွေတေဆုံးဒဏ်ရာကုန်ပြီးရက်ပတ်ဆောင်တွေပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Ukraine တပ်မတော် Zelensky ကတလင်းကွေနေမော်တဲဆန်နိုင်မှာ Ukraine တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး Olazander CST စီကရှီဒန်ချင်းနဲ့ပတ်သက်တဲ့အစီအခံစာနားထောင်ပြီးအဲ့ဒီနေ့မှာပဲသူ့ရဲ့ Telegram ကမှာဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေမနက်စင်၌ကစားပြီးရုရှားဒုံးကြီးတွေဒရုန်းတွေနဲ့တိုက်ခတ်တဲ့ရေအတွက်တိုးလာပြီးတော့ရုရှားရဲ့ FPV ဒရုန်းအသုံးပြုမှုကိုနှစ်ဆတိုးလာတယ်လို့ဇလန်စကီကဆိုပါတယ်ရုရှားစစ်တပ်ဟာစနေညအတကောင်ကြော်ကစားပြီးတနင်္ဂနွေမွန်တက်ချင်း၁၂နာရီတွင်စစ်စုပေါင်းချေမှုန်းတဲ့စစ်စီရေ၂၆ကြိမ်လုပ်ခဲ့တယ်လို့သူကဆိုပါတယ်အစ္စတာဘွဲတော်ကလည်းလျှောက်ပစ်ခတ်ရစဲရေကိုထိန်းသိမ်းထားဖို့ရုရှားရဲ့ဂဒီကိုချိုးဖောက်မှုတန်းကို ယူကရိန်းကအမှတ်တမ်းတင်ထားပြီးတော့မိဘတ်တွေစီသက်ဆိုင်ရာသတင်းချက်လက်တွေပေးပို့ဖို့အသင့်ရှိတယ်လို့ဇလန်စကီကပြောပါတယ်။တန်တမာရေးခွင့်လန်းတွေပေးဆောင်မှုအစ္စတန်ဘွတ်ရောပြီးတဲ့နောက်အနည်းဆုံးရပောင်း30ကြာထိန်းသိမ်းထားဖို့ရုရှားကိုဖိအားပေးတိုက်တွန်းခဲ့တယ်လို့ဇလန်စကီကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။